မင်္ဂလာပါစိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်းအထိပ္ပယ်နဲ့အခြေခံသဘောတရားတွေကိုအထူးကလေ့လာသွားမှာဖြစ်ပါတယ်ပထမအဦးဆုံးစိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်းကိုရှင်းပြခြင်းပါတယ်စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်းဆိုတာဟာအင်္ဂလိပ်လိုဆိုရင်တော့ psychological first aid လို့ခေါ်ပါတယ် psychosocial first aid လို့လည်းသုံးသပ်ပါတယ်အတူကောင်းအနေနဲ့ဆိုရင်တော့ PFA ပါ PFA ကိုပြင်းထန်တဲ့စိတ်ဖြစ်စီမှုကိုခံစားနေရတဲ့သူတွေနဲ့ ကိုညီပံ့ပိုးမှုကိုလိုအပ်နေတဲ့သူတွေအတွက်လူသားချင်းစာနာတွေအထောက်ပံ့ဖြစ်စေတဲ့ပံ့ပိုးမှုလို့အထိပ္ပယ်ဖွင့်ဆိုကြပါတယ်။တနည်းအားဖြင့်တော့အခက်ခဲအကျက်တဲတခုကိုကြုံတွေ့ရပြီးစိတ်ထိခိုက်ခံစားနေရတဲ့သူတွေကိုစိတ်ပိုင်းဆိုင်ရာနဲ့လက်တွေ့ကြတဲ့ပံ့ပိုးမှုတွေကိုမြင်မြန်ဆန်းဆန်းနဲ့ဆောင်ရွက်ပြီးခြင်းပါ။ဒီလိုမျိုးကူညီထောက်ပံ့မှုတွေကိုပညာရှင်တွေပြုလုပ်တဲ့နှစ်သိမ့်ဆွေးနွေးခြင်းတွေလူတွေကထင်မှားတကြပါတယ်။တကယ်တော့ PFA ဆိုတာကစေယောဂအထူးကူတွေနဲ့ဈေးကန်းတွေမှာပြုလုပ်တဲ့ စိတ်ပိုင်းဆိုင်ရာကုထုံးမဟုတ်ပါဘူး PFA ကစိတ်ထိခိုက်ခံစားနေရသူတွေရဲ့စိုးရိမ်ပူပန်မှုတွေနဲ့လိုအင်တွေကိုသူတို့ရဲ့စိတ်ဆန္ဒအရသာစူးစမ်းဖော်ထုတ်ခြင်းဖြစ်ပြီးတော့လက်တွေ့ကြားတဲ့ဂရုစိုက်မှုတွေနဲ့နေစရာ စားစရာဆေးဝါးဒီလိုမျိုးရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကိုပံ့ပိုးပေးတာဖြစ်ပါတယ်။ဒါကြောင့် PFA ကဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်ပြီးတော့အတင်းကျပ်မင်းမြန်းတာမျိုးတွေအခြေတင်ဆွေးနွေးတာမျိုးတွေ အကြံပေးတာမျိုးတွေမဟုတ်ပါဘူးစိတ်ထိခိုက်ခံစားနေရသူတွေရဲ့ခံစားချက်တွေကိုနားထောင်ပေးပြီးစိတ်သက်သာအောင်နှစ်သိမ့်ပေးခြင်းနဲ့စားစရာနှီးစရာဒီလိုသူတို့ရဲ့အခြေခံလိုအပ်ချက်တွေနဲ့ဝန်ဆောင်မှုတွေကိုရရှိဖို့အတွက်ပံ့ပိုးကူညီခြင်းဖြစ်ပါတယ်